မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်စစ်ကောင်စီကဒီရက်73စီအရောက်ဆိုင်တွေအားလုံးကိုအ ਨੇ ဆုံးငွေကျပ်3000နီးပါးကုန်ကြမယ်စမကက်စီအရောက်စနစ်တွေတက်ဆင်ရမယ်ဆိုပြီးစစ်ကောင်စီရဲ့ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်ဆိုသူနဲ့စွန့်အင်ဝင်းကြီးဌာနကနေဖိအားပေးနေပြီအဲဒီစနစ်တွေမတက်ရင်73စီရောင်းဝယ်မှာပိတ်ပင်နေသလိုစစ်ကောင်စီမှာဒေါ်လာနှဲပါနေတဲ့အတွက်73စီတင်သွင်းမှုကိုအကြီးအကျယ်ရှော့ချဖို့လုပ်နေတယ်ဆိုပါတယ် မန္တလေးမြို့မှာတရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဆိုပြီးအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ရဲတွေအပါအဝင်ပူးပေါင်းအဖွဲ့တွေကကုန်ပစ္စည်း၃လောင်ယုံနဲ့ဂိုဒေါင်တွေကိုဝင်ဖောက်စစ်ဆေးပြီးတရားဝင်တင်သွင်းထားတဲ့ကုန်ပစ္စည်းတွေကိုပါအကုန်သိမ်းဆီးနေတဲ့အဖြစ်အဲ့လိုမသိမ်းဆီးကြည့်ရင်သူတို့ကိုစက်ကြီးပေးရမယ်ဆိုပြီးတော့ကိုချိန်ချောက်တောင်းရနေတယ်ဆိုတဲ့သတင်းပါဝင်ဒီကနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကြမ်းဖက်စစ်ကောင်စီက ပြည်ရဲ73စီအယောက်ဆိုင်တွေအားလုံးကိုအ ਨੇ ဆုံးငွေကျပ်3000နီးပါးကုန်ကြမယ်စမကတ်စီအယောက်စနစ်နဲ့စီပမာဏကိုတိုက်ရိုက်စစ်ဆေးနိုင်တဲ့ real time စနစ်တွေတက်ဆင်ရမယ်ဆိုပြီးစစ်ကောင်စီရဲ့ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်ဆိုသူနဲ့စွန့်အင်ဝင်ကြီးဌာနကနေဖိအားပေးနေပြီးတော့အဲ့ဒီစနစ်တွေမတက်ရင်73စီရောင်းဝယ်မှာပိတ်ပင်နေတယ်လို့စစ်ကောင်စီမှာဒေါ်လာနှဲပါနေတဲ့အတွက်73စီတင်သွင်းမှုကိုအကြီးအကျယ်ရှော့ချဖို့လုပ်နေတယ်လို့73စီလုပ်ငန်းရှင်တွေကပြောပါတယ် ော်တိုဘောလာ23ရက်နေ့ဖြစ်တယ်မနေ့ကမွန်လွဲ2နာရီလောက်မှာပဲအချက်ဖတ်စကောက်စီရဲ့နေပြီးတော့ရုံးအမှတ်6စွိုင်းဝင်ကြီးဌာနအစည်းအဝေးခန်းမှာမှာပြည်ရဲ73စီအယောင်ဆိုင်တွေနဲ့ပတ်သက်ပြီးစမကန်နဲ့73စီရောင်းချရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရက်ကျင်းပခဲ့တယ်ဆိုပါတယ်အဲ့ဒီအစည်းအဝေးကိုစကောက်စီရဲ့စွိုင်းအင်ဒူဝင်ကြီးနဲ့ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်ဆိုသူတို့တက်ရောက်လာပြီးပြည်ရဲ73စီအယောင်ဆိုင်တွေအားလုံးကိုအ ਨੇ စုံငွေကျပ်3000နီးပါးကုန်ကြမယ်စမကတ်စီအယောင်စနစ်နဲ့ စီပမာဏကိုတိုက်ရိုက်စစ်ဆေးနိုင်တဲ့ real time စနစ်တွေတက်ဆင်ရမယ်ဆိုပြီးတော့ကိုဖိအားပေးပြောဆိုလာတယ်လို့သိရပါတယ်။အဲ့ဒီလိုသူတို့ပြောတဲ့စနစ်တွေမတက်ရင်73စီရောင်းချခွင့်မှာပိတ်ပင်နေတယ်လို့အဲ့ဒီစနစ်တက်ပြီးရင်လေအနောက်ကနေထွက်လိုက်ရမယ်ကုန်ကြစည်တွေကအယံများတဲ့အတွက်တချို့ငွေမတက်နိုင်သေးတဲ့73စီဆိုင်တွေဟာအခုဆိုရင်စီခွဲတမ်းမရတော့ဘဲပိတ်ပင်ခံရတဲ့အတွက်စီဆိုင်တော်တော်များများဒုက္ခရောက်နေကြတယ်လို့ တို့နဲ့နှီးဆက်တဲ့ဆိုင်ကြီးတွေကလွဲပြီးစစ်ကောင်စီဘက်ကစီမပေးကျင်တော့လို့လှုပ်နေတာဖြစ်တယ်လို့လဲစက်သုံးစီဆိုင်ပိုင်ရှင်တို့ကပြောထားပါတယ်ဒါအပြင်လက်ရှိစစ်ကောင်စီမှာမြန်မာနိုင်ငံတဝန်းလုံးစာအတွက်စက်သုံးစီတင်သွင်းမှုအမေရိကန်ဒေါ်လာမလုံလောက်တော့တာကြောင့်စက်သုံးစီတင်သွင်းမှုကိုပါအကြည့်ကျလျှော့ချဖို့လုပ်နေပြီးများမကြမီအနာဂတ်မှာတော့ပို့ကုန်ရငွေရှိမှသာစက်သုံးစီတင်သွင်းခွင့်ပြုတော့မှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ မန္တလေးမြို့မှာတရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဆိုပြီးအကြံဖက်စကောင်းစီတက်တဲ့ရဲတွေအပါဝင်ပူပေါင်းအဖွဲ့တွေကကုန်ပစ္စည်းတူလောင်ယုံနဲ့ဂိုဒေါင်တွေကိုဝင်ဖောက်စစ်ဆေးပြီးတရားဝင်တင်သွင်းထားတဲ့ကုန်ပစ္စည်းတွေကိုပါအကုန်သိမ်းဆည်းနေတဲ့အပြင်အဲ့လိုမသိမ်းစေချင်ရင်သူတို့ကိုစက်ကြီးပေးရမယ်ဆိုပြီးတော့ကိုချိန်ချောက်တောင်းရန်နေတယ်လို့မန္တလေးမြို့မှာရှိတဲ့ကုန်စည်ဒိုင်နဲ့ကုန်ပစ္စည်းဆိုင်တချို့ကရန်ကုန်ခေတ်ကိုပြောပါတယ်အော်တိုဘားလာ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲမန္တလေးမြို့ကဈေးကြုံမှာတရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဆိုပြီး အကြပ်ပစကောင်စီတက်တဲ့ရဲတွေအပါအဝင်ပူပေါင်းအဖွဲ့တွေကကုန်ပစ္စည်းတိုးလောင်ရုံနဲ့ဂိုဒေါင်တွေကိုဝင်ပေါက်စစ်ဆေးဖမ်းဆီးတာတွေလုပ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာတရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံဘက်ကသွင်းလာတဲ့ကုန်ပစ္စည်းတွေကိုအကုန်လုံးဖမ်းဆီးသိမ်းဆီးနေပြီတရုတ်ဝင်ကုမ္ပဏီကဝယ်ထားတဲ့ပစ္စည်းတွေကိုပါအကုန်လုံးသိမ်းသွားတယ်လို့အဲ့လိုဖမ်းဆီးသိမ်းဆီးတာတွေမခံချင်ရင်သူတို့ကိုစစ်ကြေးပေးရမယ်ဆိုပြီးတော့ကိုဘော်တင်ကြီးချင်းချောက်တောင်းရနေကြတဲ့အတွက်မသိရင် တရားမွေးလှုပ်ရှားနေရတဲ့ပုံစံမျိုးနဲ့စစ်အုပ်စုလှုပ်လိုက်တာနိုင်ငံကလုံးဝကိုပျက်စီးသွားပါပြီလို့မန္တလေးဈေးကြုံမှာရှိတဲ့ကုံစီတိုင်တူကပြောထားပါတယ်။ဒါအပြင်အခုဆိုအဲ့ဒီစစ်ကောင်စီရဲ့ဝင်ကြီးဌာနတွေကသက်ဆိုင်ရာတွေအပြင်ဘာမှမဟုတ်တဲ့စစ်တလက်အောက်ခံပြူစောထီးနဲ့ပြည်သူစစ်တွေကပါကုံစီတိုင်တွေနဲ့တာမန်စတိုးဆိုင်တွေဈေးဆိုင်လေးတွေပါမကြံဝင်စစ်မယ်ဆိုပြီးချင်းချောင်းငွေညစ်တောင်းရန်နေတာတွေလည်းလုံနေပြန်တဲ့အတွက်မင်းအွန်လိုင်းနဲ့အပေါင်းပါစစ်အုပ်စုတိုက်ဟာ လက်နက်ကင်ထားတဲ့ဓမြအဆင့်တွေသာဖြစ်နေပြီလို့လဲမန္တလေးမြို့နယ်စီးပွားရေးသမားတဦးကပြောထားပါသေးတယ်ခင်ဗျတပတ်မှာတော့ချင်းပြည်နယ်ထန်တလန်မြို့မှာချင်းတော်လန်ရေးပူပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေနဲ့ပါအသေးအံခုခံနေရတယ်လို့လဲဒေသခံတော်လန်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်အော်တိုဘလ22ရက်နေ့ကစပြီးချင်းပြည်နယ်ထန်တလန်မြို့က Yes Candle မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို ချင်းတော်လိုင်းပူပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုပါလေအဲ့ဒီမှာတိုက်ပွဲတွေဟာတောက်လျှောက်ကိုပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေကိုပါအသေးအံခေါ်ပြီးခုခံနေရတယ်လို့စစ်တပ်လေရင်တွေကလည်းဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတဲ့ကြားကပဲချင်းတော်လိုင်းပူပေါင်းတပ်တွေကစစ်ကောင်စီတပ်သားတွေကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ချေမုန်းနေတယ်လို့လည်းဒေသခံတော်လိုင်းရင်တရင်အရင်မိကပြောထားပါလိမ့်ခင်ဗျာတပ်ဖက်မှာတော့ MNDAA တိမ့်ပိုက်ထားတဲ့လာရှုံမျိုးကရက်စကန်ကို မနေ့ကညနေပိုင်းမှာပဲအချမ်းဖက်စကောက်စီတက်ကလင်းနဲ့လာပြီးထပ်မံဘုံကျဲသွားပြန်တဲ့အတွက်မနေ့ကတရက်ထဲတင်လာရှုံမျိုးကိုစစ်ကောက်စီတက်ကလင်းနဲ့ဘုံကျဲတိုက်ခိုက်မှု၃ချိန်ပြုတ်လုသွားတယ်လို့လာရှုံအခြေစိုက်သတင်းရင်းမြစ်ကပြောပါတယ်အော်တိုဘောလာ23ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲ MNDAA သိမ့်ပိုက်ထားတဲ့လာရှုံမျိုးကအမှတ်တရက်စကန်ကိုအချမ်းဖက်စကောက်စီဘက်ကလင်းနဲ့လာပြီးဘုံတွေကျဲချသွားပြန်တယ်ဆိုပါတယ်မနေ့ကမနေ့ပိုင်း၈နာရီခွဲလောက်မှာလဲ လာရှိုမြို့နယ်ကရိုးရာဆန်ရက်ချက်ဆက်ယုံကိုစစ်ကောင်စီတပ်ကလေနဲ့ဘုံကျဲဖျက်ဆီးသွားပြီးနေ့လယ်ပိုင်းမှာတော့လာရှိုမြို့ရက်ကွက်ဆက်နှစ်အတွင်းကိုဒုတိယအကြိမ်လေနဲ့ဘုံကျဲသွားပြီးတဲ့နောက်ညနေပိုင်းရောက်တော့လာရှိုမြို့ရက်စကန်ကိုလေနဲ့တတိယအကြိမ်လာရောက်ဘုံကျဲသွားတာဖြစ်တယ်လို့လာရှိုခြေဆိုင်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျဒီတခါရန်ကုန်မြို့မှာတော့ရှိပီတာမြို့နယ်နှစ်ရက်ကွက်နဲ့27ရက်ကွက်အုတ်ချုပ်ရင်းမှုရုံးတွေကိုမြို့ပြ UG ရဲဘော်တွေကလက်ပစ်ဘုံးနဲ့ပစ်သွင်းတိုက်ခိုက်မှုအတွင်း အုတ်ချုပ်ရေးမှုအဖွဲ့ဝင်တွေထိခိုက်မှုရှိထားတယ်လို့ရန်ကုန်အာမေအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အော်တိုဘလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်မြို့ရှိပီသားမြို့နယ်2ရက်ကွက်နဲ့23ရက်ကွက်အုတ်ချုပ်ရေးမှုရုံးတွေကိုမြို့ပြ UG ရဲဘော်တွေကလက်ပစ်ဘုံးတွေနဲ့ပစ်သွင်းတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာအုတ်ချုပ်ရေးမှုအဖွဲ့ဝင်တွေထိခိုက်မှုရှိထားပြီးအဲ့ဒီအုတ်ချုပ်ရေးမှုရုံးတွေဟာအချမ်းဖတ်စကောင်းစီရဲ့အတူအယောင်ရွေးကောက်ပွဲအတွက်ဒေါကောင်စင်းကောက်ယူတာတွေအပြင် ပြည်သူတွေကိုနှီးမျိုးစုံနဲ့ဖိနှိပ်အနိုင်ကျင့်နေတဲ့ရုံတွေဖြစ်ပြီးတိုက်ခိုက်မှုတွေကိုတော့ဆက်လက်လှုပ်ဆောင်သွားအောင်မှဖြစ်တယ်လို့လည်းရန်ကုန်အာမေအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ